မင်္ဂလာပါ။ Udambamis မှာကြိုဆိုပါရစေ။ကျွန်တော်တို့ဘဝတွေမှာအခြားသူတွေကိုအတီးပေါင်းနဲ့လဲစားဖို့ဆိုတာတော်ရုံနဲ့တော့မရနိုင်ပါဘူး။ဒီဗီဒီယိုထဲမှာကမ္ဘာမှာရှိခဲ့မှုတဲ့အတော်ဆုံးလဲစားသူတယောက်အကြောင်းကိုတင်ဆက်လိုက်ပါရစေ။ Fadina Wedo Drama ကကမ္ဘာမှာလူတွေကိုလဲစားနိုင်ဆုံးပုဂ္ဂိုလ်တယောက်ပါ။သူ့ကို1920ခုနှစ် USA မှာမွေးဖွားခဲ့ပါတယ်။ငယ်ရစဉ်အချိန်တွေမှာသူဟာဆရာဝန် engineer ရှေ့နေ တက္ကသိုလ်ပါမောက်ခစစ်သားတင်မောသားဖြစ်ဟန်ဆောင်ခဲ့ပါတယ်။သူ့ရဲ့အံ့ဩစရာအကောင်းဆုံးစွန့်စားကမ်းကတော့ကိုရီးယားစစ်ပွဲထဲမှာပါပဲ။1950ခုနှစ်မှာဒီရမဟာတကယ့်ဆရာဝန်တယောက်ဖြစ်တဲ့ဒေါက်တာဂျိုးဆစ်ဆရာဖြစ်ဟန်ဆောင်ခဲ့ပါတယ်။အဲ့ဒီလိုဟန်ဆောင်ရတဲ့အကြောင်းရင်းကတော့သူဟာစစ်တင်မောဒဇင်းပေါ်မှာအလုပ်လုပ်ခွင့်ရဖို့ပါ။စစ်သားတွေဟာသူ့ကိုချစ်ခင်ကြပါတယ်။ဒီရမဟာလည်းတန်ရာရတဲ့စစ်သားတွေဖြားနာတဲ့စစ်သားတွေကိုကုသပေးခဲ့ပါတယ်။ စစ်သားတွေရဲ့မကောင်းတဲ့တားတွေကိုနှုတ်ပေးတာမျိုးအခြားခွင့်ဆွေးမှုအများပြားကိုလည်းလုံဆောင်ခဲ့ပါဗျ။စစ်သားတယောက်ဟာကြည်စံထိမှန်ပြီးတော့ကုသခဲ့ရတဲ့အချိန်ကတော့သူ့ရဲ့အမတ်တရဖြစ်ဆုံးအခိုက်အတန့်လေးပါပဲ။ကြည်စံဟာစစ်သားရဲ့နှလုံးနဲ့အရင်နေကပ်ပါတယ်။ဒီရမဟာစစ်သားရဲ့အသက်ကိုကယ်ဖို့စေစာအုပ်ကိုလေ့လာပြီးကြည်စံကိုခွဲစိတ်ဖဲထုတ်ခဲ့ပါတယ်။တကယ်လဲစစ်သားဟာသိရှင်ခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကတော့ဒီရမဟာဆရာဝန်ဖြစ်ဟန်ဆောင်လုပ်လုပ်ခဲ့စင်ပါ။ လူနာတယောက်မှသိဆုံးခဲ့ခြင်းမရှိခဲ့တာပါပဲနောက်ဆုံးမှာတော့အရင်အောင်မြင်တဲ့လူတယောက်ဖြစ်လာပါတယ်ဂျီရမဟာအောင်မြင်ကျော်ကြားလာပါတယ်ဘာကြောင့်လဲဆိုတော့စစ်သင်္ဘောဆရာဝန်ဖြစ်အောင်မြင်တဲ့ကုသမှုတွေနဲ့ပြီးတော့ကနေဒါနိုင်ငံရဲ့သတင်းစာမှာသူ့ရဲ့တပ်ပုံတွေပါလာလို့ပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာဒေါက်တာဆရာရဲ့အမေရင်းဖြစ်သူကသူ့ရဲ့တပ်ပုံကိုတွေ့သွားပြီးဒီလူဟာသူသားမဟုတ်ဘူးဆိုတာကိုသတိထားမိသွားပါတယ် ။ဒါကြောင့်သူဟာရဲတိုင်ရင်ဒီတော်မှာလဲဖန်ဆီးခံလာရပါတယ်။အန်ဝစီရတော့ကောင်းပါတယ်။ဒီတော်မှာဟာထောင်ထဲကိုမသွားခဲ့ရပါဘူး။လူတွေဟာသူ့ကိုဟီးရိုးတယောက်လို့ယူဆထားလို့ပါပဲ။ထောင်ထဲထည့်ရမယ့်အစားရဲတွေဟာသူ့ကိုလွတ်ပေးပြီးသူ့ရဲ့အောင်မြင်တဲ့အလုပ်တွေအတွက်စုငွေတွေနဲ့ဂျေဇုတင်ကြောင်းတော်ပြောလိုက်ပါသေးတယ်။ဒါပေမဲ့ဆရာကြီးရဲ့အကျင့်စရာအကြောင်းမကြပါဘူးဗျ။ရဲတွေဟာသူ့ရဲ့အခြားပြစ်မှုတစ်ခုအတွက်ထပ်ဖန်စီရပြန်ပါတယ်။ ဲ့ဒီပြမှုကတော့ဒီရမဟာအကြောင်းစရာတယောက်ဖြစ်ဟန်ဆောင်ခဲ့ခြင်းပါရဲကတိတော်ပြီးထောင်ထဲမှာ6လနေထိုင်ခဲ့ရပါတယ်ပြီးတော့ the hypothesis iron လို့ခေါ်တဲ့1960ခုနှစ်ထုတ်ရုပ်ရှင်တစ်ခုမှာပါဝင်လာခဲ့ပါတယ်ရုပ်ရှင်ထဲမှာသူဟာဆရာဝန်တယောက်ဖြစ်အသေးဆောင်ခဲ့ရင်ပတ်စံရှာခဲ့ရပါတယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့အောင်မြင်မှုကတော့ဟောလိဝုဒ်ကနေဒီရမရဲ့ဘဝအကြောင်းအထုပ်ပတ်ဒီရုပ်ရှင်ရိုက်တဲ့1960ခုနှစ်မှာရောက်ရှိလာခဲ့ပါတယ် ဒါကတော့ The Great Imposter ကမ္ဘာအတော်ဆုံးလေစာသူတယောက်ဖြစ်တဲ့ Ferdinand Wardo Dirama ရဲ့ဘဝစကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။